ဖားကန်းနေမြေနတ်မော်ရွာမှာနုံကန်အကြီးကြီးပေါကြမှုထပ်မံဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီးရေကချင်ပြည်နယ်ဖားကန်မြို့နယ်နတ်မော်ကျေးရွာမှာဒီကနေ့မတ်လ22ရက်နေ့မနက်၈နာရီဝန်းကျင်အချိန်ခန့်ကကျောင်းလုပ်ွက်တစ်ခုကနေနုံကန်ပေါကြမှုကြောင့်ရွှေနုံများရွာလမ်းမအတိုင်းရွာတွေကိုစီးဝင်လာတဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့လာခဲ့ပါတယ်။ ရွှေနွန်စီကျောင်းဟာရွာအတွင်းရှိနေအိမ်နဲ့ခြံဝန်းတွေများကိုလည်းတိုက်စားမှုရှိနေပြီးမနက်7:00နာရီအချိန်ခန့်မှာတော့ဒေသခံလူမှုကူညီရေးအဖွဲ့တွေကဆက်ရန်ရအကူအညီနဲ့ရှင်းလင်းဖယ်ရှားမှုတွေပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။နုံကံပြူချမှုကြောင့်ဒေသခံများဘေးကင်းရာကိုထွက်ခွာနေကြောင်းလည်းသိရပါတယ်။လူထိခိုက်မှုတော့မရှိပါဘူးလို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကမနက်၁၇နာရီခန့်မှာပြောကြားခဲ့ပါတယ်။ ကျေးရွာအတွင်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးပေမယ့်ရွှေနော်များစီစဉ်နေဆဲဖြစ်တဲ့အတွက်ရွာအတွင်တနေရာနဲ့တနေရာသွာလာဖို့အခက်ကြုံနေရတယ်လို့လည်းသိရပါတယ်ဖာကံမှာနွန်ကန်ပေါကြမှုမြေစာပုံပြိုကျမှုများမကြခဏဖြစ်ပေါ်လေးရှိပါသည်အခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အတိုင်းစားမဲ့တယံစာတဒူးဖို့ခြင်းများရဲ့နောက်ဆက်တွဲသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရခြင်းဖြစ်တယ်လို့ဒေသခံတွေကထောက်ပြကြပါသည် အခုတခါနွန်ကန်အကြီးကြီးပေါကြမှုနဲ့ပတ်သက်ပြီးတော့လေဒေတာကန်တွေထံကဝေဖန်မှုတွေမြင့်တက်နေပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်းဘာကန်မြို့နယ်စပော့ကျေးရွာမှာရှိတဲ့ကြောက်စိန်တွင်ဟောင်းတစ်ခုရဲ့နွန်ကန်ပေါကြမှုကြောင့်သေဆုံးသူ32ဦးထိရှိခဲ့ပါတယ်။ဒီကနေ့ထပ်မံပေါကြခဲ့တဲ့နွန်ကန်နဲ့ပတ်သက်ပြီးရွာကန်များဘေးကင်းတဲ့အချိန်ရထိကြိုတင်ကာကွယ်ရေးဆက်လက်လှုံ့ဆော်ပေးဖို့အတွက်လေဒေတာကန်များကတောင်းဆိုနေကြပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တဲ့နွန်ကန်ပေါကြမှုကြောင့်နတ်မော်ရွာကနေအိမ်တချို့နွန်နစ်မြုပ်သွားကြောင်းလဲဒေသခံတွေကပြောဆိုထားကြပါတယ်။အပြက်စီးတော့မရှိဘူးဗျ။လူထိခိုက်မှုလည်းမရှိဘူး။လလောဆယ်အိမ်တွေတော့နည်းနည်းမြုပ်သွားတယ်ဗျ။အနေပိုင်းတွေကမလွတ်ဘူး။အိမ်ကြီး90ကျော်အထိနွန်တွေဝင်သွားတယ်။လက်ရှိတော့နွန်တွေမစီးတော့ပါဘူး။ရက်သွားပြီလို့ဆိုကဒေသခံတွေကပြောကြားခဲ့ပါတယ်။ အင်ဂျီလီယာကျော်ရှိတဲ့နမ်မော်ရွာထဲမှာကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရပြီးအဲဒီဒေသမှာကြောက်လွတ်ကတ်တွေရှိနေသေးတဲ့အခုလိုအနေရတွေကဆက်လက်ဖြစ်ပေါ်လာနိုင်သေးတယ်လို့ဒေသခံတွေကပြောဆိုထားကြပါတယ်။ဖာကန်မြို့နယ်မှာအခုလိုနှုန်ကန်အကြီးတွေအများပြားရှိနေတာကြောင့်မိုးရသည့်အတွက်လည်းဒေသခံတွေကပုံမိုးစိုးရိမ်နေကြရတယ်လို့လည်းဆိုပါတယ်။

rồi, rồi, anh nói mình vừa đi mới đó cô cho một đò con chẳng ngang ngác xảy nó mà chi đâu bảo nó cứ mỏng thế mà bỏ đẻ bỏ đẻ đồ bỏ đồ bỏ đồ quỳ nhau trái gì em cái clip của nó cho này vô một trang hay này nó béo တော့ကလေးတွေသွားလို့ချောင်းမတက်ခိုင်ဖျားဖို့သွားခိုင်းရောဒါမှလားဟိုဘောသွားရဟိုဘောဘောတက်ခိုင်းလိုက်အကုန်လုံးလမ်းဘောတက်ခိုင်းလိုက်ငုံငဲအများကြီးပဲရောက်ငုံငဲအများကြီးပဲတော့ကုန်ဖယ်ခိုင်းသွားအကုန်ဖယ်ခိုင်းလိုက်တော့ငုံငဲ